တော်ကောင်းမြတ်ပါအမှန်ရွေးလေစာပြည့်ရင်တဲ့အဆင်ပြေလားဆရာတဲ့ clean မှာလုပ်ရင်ရောပျောက်လားတဲ့သူကနေဘက်ကိုသွားလုပ်အောင်မှာဆိုတော့ပျောက်တယ်ဆိုရင်ပြောပြပါတဲ့အဲ့တော့အမှန်ရွေးဆိုတာမျိုးမျိုးရှိတယ်အမှန်မျိုးစားရင်အများကြီး क्वे ပြရတယ်ကိုကဘာဖြစ်လို့ဖြစ်တဲ့အမှန်ရွေးလဲဆိုတာကိုကျွန်တော်အရင်သိဖို့လိုတယ်မြင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ ဥမာပေးရရင်မျက်နှာမှာဖြစ်တဲ့ဝက်ချံပေါက်ပြီးကြံတဲ့အမာရုပ်မှာဆိုရင်တော့မအမဲဆက်အမာရုပ်ရှိသလိုခြိုင်းကွက်အမာရုပ်ရှိတယ်။ဒီခြိုင်းကွက်အမာရုပ်ကကူမအမာရုပ်မျိုးစားတွေအများကြီးပြန်ခွဲလို့ရတယ်။ပြပြလေးဖြစ်တဲ့ဒီ rolling scar လေးတွေ၄တောင်ကွက် box scar scar လေးတွေနောက်ဟိုတိတိလေးနဲ့နဲ့တဲ့ ice pick scar ဆိုတာမျိုးလေးတွေဒီ scar ပုံစံအမျိုးအစားပေါ်မူတည်ပြီးတော့ကုသမှုယူတဲ့အခါမှာကွဲပြားလေးတွေအဲ့တော့ဒီမှာပြောထားတဲ့အမာရုပ်ကဘာအမာရုပ်မှန်းလဲကျွန်တော်မသိဘူး။ဒီ watch အမာရုပ်ပြင် chalky white အမှန်ရွတ်တွေရှိနိုင်တယ်ခွဲစိတ်လို့ကြံခဲ့တဲ့အမှန်ရွတ်တွေဖြစ်နိုင်တယ်နောက်တချို့ကြတော့ဒီ accident ဖြစ်လို့ငငယ်ကကုဆော်ရင်ကစားရင်ချော်လဲလို့ဖြစ်တဲ့အမှန်ရွတ်တွေလားငောချင်ကိုင်းလို့ကြံတဲ့အမဲဆက်အမှန်ရွတ်လားဟိုမီးလောင်လို့ဖြစ်တဲ့အမှန်ရွတ်အကြီးစားကြီးတွေရှိတယ်လေဒါမျိုးတွေဆိုတချို့ဒီလိုဟိုအချို့အစ်စ်နေရာတွေမှာဖြစ်ရင်လှူရှားမှုကိုအကန့်အသတ်ရှိတာတွေတော့ရှိနိုင်တယ်ပေါ့နော်မနေ့ကကျွန်တော်ပြောတယ်ဒီအကျော်ပြက်ရာဆိုရင်လည်းဒါအမှန်ရွတ်အမျိုးအစားတစ်ခုအနေနဲ့သတ်မှတ်လို့ရသေးတယ်ဒီတော့ခုမှရှိတဲ့အမှန်ရွတ်အမျိုးအစားအလိုက်ပေါ့ချိုင်းကွက်အမှန်ရွတ်ဆိုရင် ဲ TCA တို့အဲ Fractional CO2 laser ပြစ်တာတို့အဲတခြား chemical peeling လုပ်တာတို့ subsition လုပ်တာတို့အဲဟို filler လိုမျိုး reagent S ဖြည့်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြည့်တာတွေရှိတယ်မဲဆက်အမှန်ပဲဆိုရင်လည်းအိမ်မှာလိမ့်စိလိမ့်ပြီးတော့ပဲတဖြည်းဖြည်းမိန်သွားအောင်ကုမလားအချိန်ဆောင်မလား chemical peeling လုပ်မလားဒါမျိုးတွေရှိတယ်ခီးလွတ်အမှန်ပဲလိုမျိုးဆိုရင်ကျွန်တော်တို့က laser ပြစ်ထားတဲ့ဆိုင်ရင်ဆေးထိုးပြီးတဖြည်းဖြည်းချက်သွားကတ်သွားအောင်လုပ်နောက်ဆုံးမှအဲ laser ပြစ်တာမျိုးဒါမျိုးစဉ်းစားလို့ရတယ် တချို့ဟိုးငငယ်ကလေးဘွားတွေကဆော့ပြီးတော့ဒူးပြဲဒူးကွဲထားလို့ဖြစ်တဲ့အမာရွတ်တွေဆိုရင်အကျန်နဲ့ဒါမျိုးတွေဆိုရင်ကျွန်တော်တို့လေဆာပစ်လဲအများကြီးအထူးထူးခြားခြားမပြောက်ကင်းနိုင်လို့ဓာတ်တွေရှိတယ်။ခုနပြောခဲ့သလိုမီးလောင်လို့ဖြစ်တဲ့အမာရွတ်တွေဒီလှုပ်ရှားမှုတောင်အကန့်အသတ်ဖြစ်နေတဲ့အမာရွတ်တွေဆိုရင် လေဆာပြည့်ုံနဲ့မဖြစ်နိုင်ဘူးကျွန်တော်တို့ကပြန်ခွဲစိတ်ပြီးတော့ဒီလှုပ်ရှားမှုလွယ်အောင်လုံမအဆင်ပြေသွားတာမျိုးတွေလည်းရှိနိုင်တယ်အဲ့တော့ကျွန်တော်ကအမိုင်ရွတ်ရှိရဆိုရင်အကြံပေးချင်တာကကိုသွားကုမဲ့ဆေးကန်ကိုနီးစက်ရဆေးကန်ဆိုလည်းဒီခေကြီးမှာဘာပဲဖြစ်ဖြစ်အ ਨੇ ဆုံးတော့ကျွန်တော်တို့ဒီ Facebook page တွေ Viber ဖြစ်စေပုံလေးတွေအရင်ပို့ပြီးမေးလို့ရတယ်ဒီပုံလေးဒီလိုမျိုးကုလို့ရမလားကုလို့ရမယ်ဆိုမှသွားပါတော့ကိုကအမိုင်ရွတ်ဆိုတိုင်းလေဆာပြည့်လို့ရတယ်ဆိုတိုင်းမတိပဲနဲ့သွားလိုက်အဝေးကြီးသွားပြီးတော့ဘာမှမတူကြဘူးဆိုရင်လည်းအလကားပဲအဲ့တော့ ါဒါကတော့ကျွန်တော်ဒီအမိုင်းရုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမေးရညီမလေးကိုတော့နောက်ကျွန်တော်တို့ရှေ့ကိုလမ်းမေးတဲ့အမိုင်းရုံးနဲ့ဆိုင်တဲ့အဲကုသမှုယူခြင်းသူတွေရောကိုသိစေချင်လို့ sharing ပြုလုပ်ပေးတာပါ